င်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေစက်တည်မင်္ဂလာဖျော်ဖျားပြည့်စုံတဲ့နေသူနေ့မြတ်တွေကိုပိုင်ဆိုင်နိုင်ပါစေမရှိတဲ့ဇာတ်ကားတွေကိုမပြောရမကြားရပဲနဲ့လက်ပြားမှာဆင်ရွှေငွေတွေပေါများပြည့်ရှံပြီးတော့လူနိုင်တန်းနိုင်တော့အထင်ကြီးပုံကူလူတွေဖြစ်ပါစေလောကကြီးမှာတဏှိတာဖြတ်တန်းသွားတဲ့နေ့ရက်တိုင်းနေ့ရက်တိုင်းမှာအကုသိုလ်တွေကိုပွားများနိုင်ပြီးတော့ အဲရှင်းတန်နေတဲ့သူတွေကိုကြောက်တက်ပြီးတော့ကုသတရားတွေကိုပွားများပြီးတန်ဖိုးရှိတဲ့နေ့ရက်တွေအချိန်တွေကိုဖန်တီးတတ်တဲ့သူတွေကိုအတူယူပြီးတော့ကိုကိုနိုင်ကလည်းကုသတရားနဲ့အသက်ရှင်တန်နိုင်တဲ့သူဖြစ်ပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါရစေ။ဒီနေ့ကျွန်တော်ဒီလပေါ့နော်ဒီလရဲ့6လပိုင်းပေါ့နော်6လပိုင်းရဲ့ ခုနှစ်သားသမီးဟောစကန်လေးတွေကိုဟောပေးมาဖြစ်ပါတယ်။6လပိုင်းအတွင်းမှာရှိနေတဲ့ခုနှစ်သားသမီးတွေကတနင်္လာသားသမီးတွေရဲ့အဆိုကောင်းအကျိုးကြောင်းလေးကိုအရင်ဟောပေးပါမယ်။တနင်္လာသားသမီးတွေကစက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့သူမတူတဲ့ထူးခြားတဲ့အထောက်အပံ့လေးတွေထူးခြားတဲ့ဘယ်လိုခေါ်မလဲအကျိုးပြုမှုလေးတွေကြုံတွေ့ရတတ်တယ်။တနင်္လာသားသမီးကိုအင်္ဂါနံစက်ပစ္စည်းသို့မဟုတ်အင်္ဂါနံ အဲဆန်စီစားစေအဲ့ဒါတွေကအကျိုးပြုစေတတ်တယ်။အင်္ဂါသားသမီးတွေကအကျိုးပြုတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။အင်္ဂါနံနဲ့ပတ်သက်တဲ့ဟိုထူးခြားတဲ့အပြောင်းအလဲလေးလည်းဖြစ်စေတတ်တယ်။တနင်္လာသားသမီးတွေအတွက်6လပိုင်းရဲ့အကျိုးပြုနံပါတ်တွေက1 4 3 5အဲအကျိုးပြုအရောင်တွေကတော့အဝါရောင်တို့အစိမ်းရောင်တို့ကအကျိုးပြုပါလိမ့်မယ်အကျိုးပြုစေသော အရက်တွေကတော့မြောက်အရက်နဲ့အနောက်မြောက်အရက်ပါ မြောက်အရက်ကနေပြီးတော့မြေတို့သုံးဟုတ်ရင်ပပပပမဇာတာပရိနံပေါ့နော်ပဲပြောင်းဖရဲဇာတာပရိနံနဲ့ပတ်သက်ပြီးတော့မြောက်အရက်ကသတင်းကောင်းကြားရမယ်အနောက်အရက်ကနေပြီးတော့သွေးသားအရင်းနေနဲ့ပတ်သက်ပြီးတော့သတင်းကောင်းကြားရတတ်ပါလေအဲရွှေတို့ရွှေစပေါန်တန်ထားတာလေးရှိရင်ပြန်ရွေးနိုင်လိမ့်မယ်ရွှေတို့ရွှေစအဝင်ရှိတဲ့လာလို့ပြောရင်ပုံမှန်လေကလားလူမျိုးတွေနဲ့သမဟုတ်လူမျိုးသားပေါ့လူမျိုးသားတချို့နဲ့ပြဿနာတက်ပြီးတော့ညှိကြတာမျိုးတွေဖြစ်ဖို့ရှိတယ် အိနီရာချင်းနေကိုယ့်ရဲ့ရှင်နေပီတာမိတ်ဆွေတွေအဲ့ဒါတွေကနေပြီးတော့အပူပေးတာမျိုးလေးတွေကိုရင်ဆိုင်ကြုံတွေ့ရခင်ရှိတယ်ပြီးတော့ကိုယ့်ရဲ့သွေးသားတွေကအချို့သောသူတွေကကိုယ့်အပေါ်မှာပေါ့ကိုယ့်ရဲ့နှလုံးသားကိုနာကျင်စေမဲ့စကားကိုယ့်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမဲ့စကားကိုယ့်ကိုမျက်ရည်ကျစေမဲ့စကားတွေပြောဆိုတာမျိုးကိုခံခင်ရှိတယ်နောက်တစ်ခုကဆက်အန်တရေပေါ့ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့တစုံတစ်ခုထိခိုက်ခံရရတာမျိုးတွေဖြစ်စေတတ်တယ် နောက်တစ်ခုကတော့တာသမီမြင်းမြစ်ပေါ့နော်အဲအဲ့ဒါ ਈ နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ကဖြစ်ဖို့ရှိတယ်တကယ်ဆိုရင်တနင်္လာတွေကဆက်ကြောင့်ဖြစ်မဲ့ကိစ္စတွေကအစိုးရတွေတိတ်မရှိဘူး။အဲကြောင့်ဆက်အန်တရေကိုပပျောက်သွားစေဖို့အတွက်ဆရာတော်ဘုရားကိုဇီးကိုလူလို့ရှင်အင်္ဂါနံနဲ့ပတ်သက်ရင်အကျုပ်ပြုလာပဲဖြစ်မယ်။အစိုးရတွေမဖြစ်တော့ပါဘူးခင်ဗျာ။တနင်္လာသားသမီးတွေကန်ဆာတာ တက်စေဖို့အတွက်ကိုရရလေးခုလုပ်ဖို့လိုအပ်တယ်။ တက်ရှိတတ္တဝါတွေကိုမြတ်တာပို့တဲ့အနေနဲ့တနေ့ကိုတစ်ချိန်ပုံမှန်မြတ်တာတော့အဲ၃ချိန်ပူဇော်ပေးရမယ်ပြီးတော့တရဏဂုံကိုတက်စိစောက်တည်တဲ့ကုသိုလ်လုပ်ပေးရမယ်နောက်တစ်ခုကအိမ်ရှိကိုယ်ွယ်ထားတဲ့မြတ်စွာဘုရားရှင်ကိုမနေ့တိုင်းမနေ့တိုင်းမှာလိန်ပေါ်ကြီးတစ်ခွက်ကပ်ပေးနိုင်ဖို့ကောင်းတယ်ဒါဆိုရင်တနင်္လာသားသမီးတွေအတွက်ကံတရားရဲ့အထောက်ပံ့ကောင်းနေနဲ့အကျိုးပြုကောင်းနေရလာပါလိမ့်မယ်မိတ်ဆွေပေါင်းသင်းအတ္တတွေပေါ်မယ် အဲ့ဒီမိတ်ဆွေအစ်စ်တွေကအကျိုးပြုစေလိမ့်မယ်မိတ်ဆွေဟောင်းနေရတော့တောကတွေနည်းနည်းပေးတာမျိုးဖြစ်စေတတ်ပါတယ်မိသားစုဝင်အရင်အချင်းချင်းပြဿနာဖြစ်ခဲ့လို့ရှိရင်သူတို့ပြောလိုက်တဲ့စကားကကိုယ့်ကိုရင်ကုန်နေနေတနာခံစားစေရပြီဆိုရင်လည်းတဏ္ဍာရမြကိုယ့်စိတ်ထရအဲ့ဒါကိုရအောင်ဆွဲထုတ်ပလိုက်ကိုယ့်အိမ်ထဲမှာအရင်မခံစားထားတဲ့ကိုယ်ခံစားလိုက်မိတဲ့အရာကိုယ့်အတွက်ရှော့ဖြစ်မယ်လို့မြင်နေတယ်အဲ့တော့အဲ့ဒါတစ်ချက်သတိထားဖို့လိုအပ်ပါတယ် အကျွေးနဲ့ပတ်သက်ပြီးတော့ကျွေးကြောင့်ပြဿနာတက်တာတွေကျွေးကြောင့်ငိုရယူရတာမျိုးတွေမဖြစ်ပေါ်စေဖို့အတွက်ကိုညောင်ထောက်တဲ့ကုသိုလ်ဒါတာလေးတွေပြုပေးပါအဲတနင်္လာသားသမီးကို6လပိုင်းထဲမှာမဖြစ်မနေကြုံတွေ့ရမယ်အချက်အကောင်းပေါ့နော်6ခုရှိတယ်နံပါတ်1ရွှေဝင်မယ်နံပါတ်2အင်္ဂါသားသမီးရဲ့အကျိုးပြုခြင်းကိုခံရမယ် နံပါတ်3ကမိတ်ဆွေတွေနဲ့ပတ်သက်တဲ့တမှုထူးတဲ့သတင်းစကားလေးတွေတာမုံမိသားစုနဲ့ပတ်သက်တဲ့သတင်းစကားကောင်းလေးတွေကြားရတတ်တယ်။နံပါတ်4ကတော့ညီနဲ့ပတ်သက်ပြီးတော့ကောင်းသောကိစ္စလေးတွေကြုံတွေ့ရတတ်တယ်။နံပါတ်5ကကျတော့ကိုယ့်ရဲ့မိသားစုဝင်ထဲမှာရှိနေတဲ့အချို့သောသူတွေကကိုယ့်ရဲ့အနစ်နာခံမှုကိုယ့်ရဲ့ပိတ်ဆက်မှုကိုယ့်ရဲ့တာဝန်ကျေမှုတွေကိုအတိအမှတ်ပြုပြီးတော့နည်းနည်းပြန်ပြီးတော့ကြည်နူးရတာမျိုးတွေဖြစ်တတ်တယ်။နံပါတ်6ကတော့စမ်းစာတာကန်စာတာတက်လိမ့်မယ်။ မမြင်အပ်မြင်အပ်တတ္တဝါတွေသို့မဟုတ်ဟိုဘယ်လိုခေါ်မလဲအကျင့်တူးရှိသောပုဂ္ဂိုလ်တူတော်စဉ်အထူးတွေရဲ့မေတ္တာပို့ခြင်းအဲဆောက်ရှောက်ခြင်းအထစ်ခင်ခြင်းကိုခံရမယ်ဆိုတဲ့ဘောကိုပြတယ်အဲဒါကတော့မစစ်မနေတင်းလာတွေကြုံတွေ့ရမယ်အချက်6ချက်ပေါ့နော်အစိုးရ၄ချက်ရှိတယ် နံပါတ်1ကတော့ကိုယ့်ရဲ့မိသားစုဝင်ကြောင့်ကိုငိုရတတ်တယ်နံပါတ်2ကကျွေးညီတွေနဲ့ပတ်သက်ပြီးတဦးနဲ့တဦးကြမှာနားလည်မှုလွဲပြီးတော့ပူလောင်ရတာမျိုးတွေအော်အဟေးရပြောပါဆိုရတာမျိုးတွေဖြစ်ဖို့ရှိတယ်နံပါတ်4ကကျတော့ကျန်းမာရေးကဒီ1နဲ့ပတ်သက်တဲ့ယောဂဝေဒနာစီးနဲ့ပတ်သက်တဲ့ယောဂဝေဒနာအစာရည်နဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေဖြစ်ဖို့ရှိတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကို့မှာဟိုဆုတ်ဖြတ်ချက်တစ်ခုကိုမာပြီးတော့ပိုင်ဆိုင်ပြီးသားဖြစ်တဲ့ အဲကိုယ့်ရဲ့ယာတူကွန်ထရက်သို့မဟုတ်ကိုယ့်ရဲ့အခွင့်အလန်းကိုယ့်ရဲ့ယုံကြည်မှုအဲ့ဒါတချို့တွေဆုံးရှုံးသွားပြီးတော့နက်နာသွားတာမျိုးတွေဖြစ်ဖို့ရှိတယ်ဒီတော့တနင်္လာသားသမီးကဒီ6လပိုင်းထဲမှာအဲ့ဒီအကောင့်လေးတွေအဲ့အဆိုးလေးတွေရှင်တွဲလာနိုင်တယ်အကောင့်တွေအလာများဖို့အတွက်ကိုအထက်ပါညွှန်ကြားထားတဲ့ဟိုဒါလုံနိုင်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ညွှန်ကြားထားတဲ့အရာလေးတွေလိုက်လုပ်ပေးပါရရရာအနေနဲ့ကတော့၃ခုလုပ်ပေးရမယ်ညောင်ထောက်တဲ့ကုသိုလ်လုပ်ပေးရမယ်အဲနောက်တစ်ခုကကြတော့ဆရာတော်ဘုရားတစ်ပါးကိုတနင်္လာသားသမီးတွေရဲ့လက်နဲ့ မြင်းခွာရွယ်တုတ်သို့မဟုတ်ဆေးပဲဥတုတ်ဒါလေးယူပြရမယ်နောက်တစ်ခုကကျတော့တက်ကနက်သားဆိုတာရှိတယ်အဲ့ဒါကိုရအောင်ရှာပြီးအဲ့ဒီသားကိုရေစိမ်ပြီးတော့ရေချိုးပြရမယ်ဒါဆိုရင်အောင်ခြင်းအကြောင်းတရားတွေကိုစီရောက်လာပါလိမ့်မယ်ခင်ဗျာ ပြီးတော့တနင်္လာသားသမီးတွေရဲ့မိသားစုဝင်အရင်းတွေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာဟိုကိုယ့်ရဲ့မိသားစုဝင်အချင်းချင်းဖြစ်တဲ့ကိစ္စရပ်တွေကိုအပြင်သူကတခုခုလာပြီးပြောပြီးဆိုရင်ကိုယ်ကစိတ်လက်မှန်မှားဖြည့်ရှင်းလိုက်တာမျိုးမလုပ်နဲ့အဲ့ဒီကိုယ်ဖြည့်ရှင်းလိုက်တဲ့အရာတွေမှာအမားတွေအများကြီးပါပြီးတော့နှစ်ဦးနှစ်ဖက်နစ်နာနိုင်တယ်လို့ပြထားတာပါအိမ်နောင်တဲ့တနင်္လာသားသမီးတွေကတော့အိမ်နောင်ရင်းနဲ့ပတ်သက်ရင်နည်းနည်းလေးအပူဖြစ်မဲ့လားဆက်ဖြတ်ချက်တွေခက်တဲ့လားအပူကြီးတဲ့လားလို့ပြောရတတ်တယ်။အဲကြာသာပရိနံဖြစ်တော့ ပန်းတွေကိုဖျားလူပေးတာမျိုးဂျာတာပရိနံဖြစ်သောမုံတွေကိုဖျားလူပေးတာမျိုးလုပ်ခြင်းအဖြစ်အိမ်တော်ရင်အပူတွေကိုငင်းစေတတ်ပါတယ်။ဌာနပိုင်းဆိုင်ရာနဲ့ပတ်သက်နေတဲ့တနင်္လာသားသမီးတွေကတော့ကိုယ့်ရဲ့ဌာနထဲမှာအကြီးအကဲတချို့ကိုယ့်အကျိုးပြုပေးမဲ့လူတချို့ရဲ့ကောင်းကျိုးပြုခြင်းကိုခံရနိုင်တယ်ဆိုတဲ့သဘောကိုကြားထားတာပါခင်ဗျ။အဲနောက်တစ်ခုကကြတော့ မကစားသမားမဟုတ်ဘဲနဲ့ရောင်ရွေဝယ်ရေးလုပ်နေတဲ့တဏှာသားသမီးတွေကတော့ကုန်ပစ္စည်းအဝယ်မားတာမျိုးတွေရှင်းနေပြီးသားကုန်တွေကိုဈေးလျှော့ရောင်းမိတာမျိုးတွေကုန်ရောင်ရွေဝယ်ရေးဈေးရောင်ရွေဝယ်ရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ကဖြစ်တာမျိုးတွေဖြစ်စေတတ်တယ်လို့ပြထားတာပါနောက်တစ်ခုကစနေနံနဲ့ပတ်သက်တော့ပန်း စနေနံနဲ့ပတ်သက်တဲ့ပန်းကိုလည်းဖျားလူသေးခြင်းနဲ့ဥပမာနေစီပန်းလိုဟာမျိုးလေးတွေပေါ့နော်အဲနောက်တစ်ခုလူဖြူလူလူသဏ္ဍာန်ဒါသမီးတွေကတော့ချစ်သူခင်သူကို propose လုပ်တဲ့အခါကြလို့ရှိရင်မိမိရဲ့လက်ထက်မှာငွေမညီမျှသောငွေ6 6ရက်ရှိပြီးတော့ propose လုပ်လို့ရှိရင် အောင်မြင်နိုင်တယ်ကျွန်တော်တို့လူငယ်လေးတွေကိုချစ်တဲ့သူရစကားပြောတော့မယ်ဆိုလို့ရှိရင်အဲတနင်္လာနေ့ဆိုရင်ပေါ့နော်6လပိုင်းထဲမှာမတူညီတဲ့ပတ်စံ6ရွေးရှိရမယ် ဥမာ900ရံအဲ1000ရံအဲ9000ရံ1000ရံအဲ200ရံအဲအဲ့လိုမျိုးမတူညီတဲ့ပတ်စံအရွက်ရည်လေးတွေအခြေစီလေးတွေအဲ့လိုမျိုး6ခုရှိနေပြီးပြီးအလားလေးကန်ပြီးပြောလို့ရှိရင်ကိုချစ်တဲ့သူရဲ့ကို့ဘော်ကိုကြည်နူးမှုပေါ့နော်အဲ့လိုတံပြန်တက်ရမှုတွေတွေ့ခံစားရနိုင်တယ်လို့ပြပါတယ်ခင်ဗျာ ကျမ်းမာရေးကတော့အရင်အဆွေးမှုပဲညံ့တဲ့ဘက်ကိုနည်းနည်းလေးရောက်နေတဲ့ကြောင့်ကျမ်းမာရေးတစ်ချက်ကိုယူဆိုင်ပေးရမှာပါအဲနောက်တစ်ခုဒီကိုယ့်ရဲ့စိတ်ထဲမှာပေါ့တနင်္လာသားသမီးရဲ့စိတ်ထဲမှာကိုယ်ဖြစ်ချင်နေတဲ့ဆန္ဒကိုတကယ်အောင်မြင်ချင်တယ်ဆိုရင်အဋိဋ္ဌံလို့အောင်မြင်နိုင်မယ် ကိုဖြစ်ကျင်တဲ့ဆန္ဒဖြစ်ဖို့အတွက်ကိုလုံးနိုင်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကျင့်စဉ်အဋ္ဌထံတစ်ခုခုကိုအဋ္ဌထံပြုပြီးကျွန်တော်ညွှန်းလုပ်ပါမယ်အောင်မြင်ပါရစေဆိုပြီးတော့ဆုတောင်းလို့ရှင်ဆုတောင်းပြည့်မယ်ဆိုတဲ့သဘောကိုပြထားတာပါဒါကတော့တနင်္လာသားသမီးတွေအတွက်အစိုးအကောင်အကျိုးအကြောင်းလေးတွေပါအဲ့တော့6လပိုင်းထဲမှာကြံကောင်းတဲ့နေ့နံထဲမှာတနင်္လာသားသမီးပါပါတယ်အရင်အစိုးဒီမဖြစ်ပါဘူးအဲဒါပေမဲ့အဲ့ခုနဟောထားတဲ့ထဲကအစိုးလေးတွေကိုကွေကွင်းသွားနိုင်ဖို့အတွက်ညွှန်ကြားထားတဲ့ရေရာရေရာနေပြီးတော့ ကိုလုံနိုင်တဲ့အရာလေးတွေကို့အတွက်အပန်းမကြီးတဲ့အရာလေးတွေကိုလိုက်လုပ်ခြင်းအဖြစ်ကုသိုလ်ပွားများပြီးတော့မှဒီလတလကိုအကောင်းဆုံးဖြတ်သန်းနိုင်ပါစေလို့ကျွန်တော်ခွန်သာချူကမေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်။ကျေးဇူးချမ်းသာပါစေခင်ဗျာ။